လာပါ B Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟန်ဆူကန်ကအရန်ဆိုးဝါရုံမှာအနိုင်ချစ်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ចောင်းသားတူဖြစ်ပါတယ်သူဟာအတန်းဘော်ရီကိုသတိမိတ်သွားတဲ့အထိညှဉ်းပန်းနှိပ်စက်အနိုင်ချစ်တတ်ပါတယ်ကြောက်တုံးစက်ကိုကတ်ကြီးကစားနီးကိုအသုံးပြုပြီးအတန်းဘော်ကိုအနိုင်ချစ်ခဲ့ပါတယ်အနိုင်ချင်းခံရတဲ့ចောင်းသားကိုအချိန်တိုင်းမှာကတ်ကြီးကိုပဲရွေးချယ်권ပြုတာအနိုင်ချင်းသူကတော့နိုင်တဲ့အချိန်တိုင်းပိုင်းရိုက်ခွင့်ရပါတယ်ဒီလိုအုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်နေတာကိုခေါင်းဆောင်စုကန်ကအចောင်းအတန်ချဲဆက်ကနေဆရာဆရာမတွေနဲ့ ကြောင်သားအလုံးကြောင်းအောင်တိုင်းရိုက်ထုတ်လွှင့်ထားပါတယ်။ပါရိုက်တန်တွေနဲ့စူပူဆဲဆိုချိန်ဆဲတန်တွေကကျောင်းသူကျောင်းသားတွေဆရာဆရာမတွေအားလုံးအတွက်ထိတ်လန့်ကြောင်းရံစရာဖြစ်နေပြီးနောက်ပြက်မှတ်ဖြစ်လာမှာကိုလူတိုင်းကစိုးရင်ကြောင်းရံစာ နေကြရပါတယ်။ကျောင်းတစ်ခုလုံးကစိုးသွင်းရုံမှာတဲ့အဖွဲ့ကောင်းဆောင်ဟန်စုခင်ရဲ့မိသားစုပိုင်ဖြစ်တဲ့အတွက်ဆရာဆရာမတွေကလည်းဘာမှတတ်မတတ်နိုင်ကြပါဘူး။ကျောင်းကိန်းဝမှာပင်လေရင်ကြီးထမင်းလေးရောင်းတဲ့အဖွားအိုတယောက်ရှိပါတယ်။ ဇူကန်တို့အဖွဲ့ကအဲ့ဒီအဖွားကို အပြစ်ရှာပြီးထမင်းလိပ်အားလုံးကိုမြေပြင်ပေါ်ပစ်ချပါတယ်။ထမင်းလိပ်ထဲကို secret တွေထိုးဆိုင်ပြီးစားခိုင်းခဲ့ပါတယ်။မြေဖြစ်သူကအဖွားထံပြေးဝင်လာခဲ့ပါတယ်။မြေဖြစ်သူကပြန်ခံပြောတာကြောင့်အဖွဲ့သားတွေကဝိုင်းရိုက်ကြပါတယ်။ပြီးတော့မြေပေါ်ကိုဒူးထောက်သိပြီးမြစ်ပတ်နေတဲ့ထမင်းလိပ်တွေကိုစားခိုင်းခဲ့ပါတယ်။အရင်နေ့ကစပြီးနေ့လယ်စာစချိန်မှာဇူကန်ကကောင်လေးကိုအမောင်ကန်ထဲမှာပိတ်ထားပြီးထမင်းလေးတချို့ကိုပြစ်ချပေးပါတယ်။ထမင်းစားချိန်ပြီးမှပြန်လွတ်ပေးပါတယ်။ မစားရင်အရိုက်ခံရမယ်စားရင်လည်းအရိုက်ခံရပါတယ်လူတိုင်းကကောင်းလေးကိုတနာကြပေမဲ့ဘယ်သူမှမကူညီရဲပါဘူးတနေ့မှာတော့ဇက်လိုင်းရဲ့အဓိကမင်းသမီးဆိုရှီမင်ကကျောင်းဆရာမလေးတယောက်ဖြစ်ပြောင်းရွှေ့ရောက်လာပါတယ်အပြင်ပန်းကတော့ပန်းလေးလိုဖြူစင်လှပတဲ့မိန်းကလေးဖြစ်ပြီးလူတိုင်းကိုအမြဲတမ်းပြုံးပြရတ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူမဟာလက်ဝဲချန်ပီယံတယောက်ဖြစ်ပါတယ်ဖခင်ရဲ့လောင်းစားကြွေးတွေကိုစပ်ဖို့အတွက်တရားမဝင်မြေအောင်လဝိတ်ပွဲတွေမှာခြေစားထုတ်ခဲ့တာကြောင့်တရားဝင်ပြိုင်ပွဲဝင်ခွင့်ကိုအမြဲတမ်းပိတ်ပင်ခံခဲ့ရပါတယ် သူမဟာပြစ်မှုမှတ်တမ်းကို ဖုံးကွယ်ခဲ့ပြီးအလုပ်တွေရှာနေခဲ့ပေမဲ့အခုမှပဲကျောင်းဆရာမအဖြစ်အလုပ်ရခဲ့တာပါကြည်ကြက်သူရဲ့တနာအကြီးကိုရင်ဆိုင်ရတဲ့အခါမှာသူမဟာခေါင်းငိမ်ပြီးပြုံးပြုံပဲတတ်နိုင်ပါတယ်ပြင်ရင်တော့အိမ်သားထဲမှာတယောက်တည်းဒေါသကိုဖြေဖြောက်ပါတယ်ငွေကြေးလိုအပ်နေတဲ့အတွက်ကျောင်းမှာပြဿနာဖြစ်လို့မရပါဘူးဒါပေမဲ့ဒီနေ့မှာတော့မြင်လိုက်ရတဲ့မြင်ကွန်းကသူမကိုစိတ်မထိန်နိုင်ခဲ့ပါဘူးစုကန်ကကျောင်းသားတယောက်ရဲ့ခေါင်းပေါ်ကိုပလတ်စတစ်အိတ်ဆွတ်လိုက်ပြီးနောက်ဆုတ်ခါအရှိန်နဲ့ပြေးကန်ပါတယ် အနိုင်ကျင့်ခံရတဲ့ចောင်းသားကနိုင်ရန်အထိလွန့်ဆွန်သွားပါတယ်။ဒီလိုမလုပ်ခင်မှာ CCTV ကင်မရာကိုအနက်ရောင်တိတ်နဲ့အုပ်ထားကြပါတယ်။ကောင်လေးကနာကျင်မှုနဲ့တုံရင်နေချိန်မှာပဲရှီမင်ကဒေါသတကြီးနဲ့လက်သီးဆုပ်လိုက်ပါတယ်။အနိုင်ကျင့်သူတင်ငန်းစာပေးဖို့ဆုံဖြတ်လိုက်ပေးမဲ့ចောင်းသားတယောက်ကသူ့မကိုတားဆီးလိုက်ပါတယ်။သူကရှီမင်ကိုမပါဝင်ဖို့အကြံပေးပါတယ်။စုပိုင်းရဲ့မိသားစုကကျောင်းရဲ့အတိတ်ကထောက်ပံ့သူတွေဖြစ်ကြောင်းသူ့အဖေကအာနာရှိသူတွေဖြစ်ပြီးသူ့အမေကလည်းရှေ့နေသူဖြစ်ကြောင်းပြောပြပါတယ် ဒါကိုကြတော့ရှီမင်ခဏတာတွတ်ဆုပ်သွားပါတယ်။ဒီအချိန်မှာပဲစူကန်ကနောက်တစ်ချိန်ကန်ဖို့ပြင်ဆင်နေပါတယ်။ဒီတစ်ခါမှာတော့သူက ခုံတက်ပြီးကောင်လေးရဲ့မျက်နှာကိုကန်ဖို့စီတင်ထားတာပါ။ကောင်လေးကကြောက်လွန်းပြီးတုံရင်နေပေမဲ့မလှုပ်ရဲပါဘူး။ရှီမင်ကမကောင်းဆိုးဝါးလို့ပြုံးနေတဲ့စူကန်ကိုကြည့်လိုက်ပြီးတနာစရာကောင်းတဲ့ကြောင်းသားကိုကြည့်လိုက်ပါတယ်။ပြီးတော့သူမကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်စူကန်အပြေးလာနေချိန်မှာပဲသူမကဖုံးပြောဟန်ဆောင်ပြီးလိုင်းဆောက်လာခဲ့ပါတယ် စုကန်ခြေထောက်ကိုမြင့်တင်လိုက်တဲ့အချိန်မှာပဲသူမရဲ့တထောင်နဲ့စုကန်ရဲ့ပေါင်ကိုပြင်းပြင်းထန်ထန်ထောင်းလိုက်ပါတယ်။စုကန်နာကျင်မှုနဲ့မြေပေါ်လဲကျသွားပြီးရှင်မင်းကလည်းအလွန်နာကျင်သွားသလိုမျိုးចောင်းသားတွေရှိမှတရုပ်ဆောင်လိုက်ပါတယ်။ဘာမှမသိသလိုနဲ့မင်းတို့ဘာလုပ်နေကြတာလဲမေးလိုက်ရင်အနိုင်ကျင့်ခံနေရတဲ့ចောင်းသားရဲ့ခေါင်းကဆွတ်ထားတဲ့ plastic အိတ်ကိုဖယ်ရှားပေးလိုက်ပါတယ်။အနိုင်ကျင့်ခံရတဲ့ចောင်းသားသူမအတန်းတွေကဂျင်းမီဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါကြောင့်သူမကပြစ်တင်စူပူသလိုဟန်ဆောင်ပြီးဂျင်ဟီကိုချက်ချင်းအတန်းပြန်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့စူကန့်ရဲ့ခွင့်ပြုချက်မရှိဘဲဂျင်ဟီဟာခြေတလန်းမှမလန်းရေးပါဘူး။မတတ်သားတဲ့အဆုံရှီမင်ကဂျင်ဟီကို တွန်းထုတ်ရပါတယ်။ဒါကိုမြင်တော့စူကန်ကသူမကိုတတ်မတန့်ကြည့်နေခဲ့ပါတယ်။သူမရဲ့တရုပ်ဆောင်တာပြီးခဲ့ပေမဲ့စူကန်ကတော့ဒေါသတွေထွက်နေခဲ့ပါတယ်။အရင်နေ့ညနေမှာရှီမင်ကအလောက်ကနေအိမ်ပြန်လာမယ်။လမ်းဘေးစူပါမားကတ်ရဲ့ရှိမှာဆိုင်ရှင်က ဂျင်ဟီရဲ့အဖွားကိုမောင်းထုတ်နေတာကိုတွေ့လိုက်ရပါတယ်။အဖွားအုပ်ကိုစူဂန်ကပြဿနာရှာပြီးတဲ့နောက်ဆိုင်ရှင်တွေကအဖွားအုပ်ကိုသူတို့ရဲ့ဆိုင်ရှိမှာရောင်းချဖို့ခွင့်မပြုပေးရတော့ပါဘူး။ဒါကိုမြင်တော့ရှီမင်ကအဖွားအုပ်ရဲ့ထမင်းလေးတွေအားလုံးကိုဝယ်လိုက်ပါတယ်။ဒီမြင်ကွန်းကိုအဝေးမှာရက်နေတဲ့ဂျင်မင်းကမြင်လိုက်ပါတယ်။ဒါကြောင့်နောက်တနေ့မှပဲသူကဆရာမရှီမင်းကိုအခုညီတောင်းခဲ့ပါတယ်။ဆရာမကသူ့ကိုကူညီပေးနိုင်မယ်လို့သူမျှော်လင့်နေခဲ့ပါတယ်။ အနိုင်ကျင့်သူဆိုရာဂျင်းကြီးကိုចောင်းမှာအနိုင်ကျင့်ုံသားမကចောင်းကျင့်ပြင်ပမှာပါသူ့ကိုလက်ဝဲရုံကိုခေါ်သွားပြီးလက်ဝဲအိတ်လိုသဘောထားကထိုးနှက်နေတာနေတိုင်းနှီးပါပါပဲဂျင်းကြီးကဆရာဆရာမတွေကိုတိုင်ခဲ့ုံသားမကရဲစခန်းကိုတောင်းတိုင်ကြခဲ့ဘူးပါတယ်ဒါပေမဲ့ဒီလိုတိုင်ကြတာတွေကအသုံးဝင်ုံသားမကပို့ပြီးရက်ဆက်စွာအနိုင်ကျင့်ခံခဲ့ရပါတယ်စိတ်ပြအာမိန်မှုကြောင့်ဂျင်းမီဟာကိုကိုကိုတတ်သေးဖို့စိတ်ကူးတွေရှိကြကြပါပြီရှီမင်ကသူ့ကိုចောင်းပြောင်းဖို့အကြံပေးခဲ့ပါတယ် ဒါပေမဲ့အနိုင်ကျင့်သူတွေကအမားလို့သူဖြစ်ပြီးမှန်ကန်တဲ့သူကဘာလို့ဒီလိုပြောင်းရမှာလဲလို့ပြန်ပြောပါတယ်။ခေါင်းမာစွာနဲ့ညင်းဆိုပါတယ်။အနိုင်ကျင့်သူအပြင်ပေးခံအဝဝသာသူမြင်ခြင်းကမှာတယ်။ရှင်မင်းကတကယ်ကူညီခြင်းမှာတယ်။ဒါပေမဲ့သူမကနောက်ခံအင်အားမရှိပါဘူး။သူမကမျက်ွယ်ပြူပြီးတော့လက်လွတ်လိုက်တယ်လို့တွေးပြီးစိတ်ကိုဖြေဖို့ကြိုးစားပါတယ်။ចောင်းက အနိုင်ကျင့်အကြမ်းဖက်မှုတားဆီးရေးအတွက်ထူးကျန်စုကိုထပ်မံရရှိခဲ့တာကိုအမတ်တရဂုံပြုတဲ့အနေနဲ့စုကန်းရဲ့အမေကဆရာဆရာမအားလုံးကိုအထူးကိမ့်မုတ်ပေးဝေခဲ့ပါတယ်။သူမကကြောင်းကနေယူလာတဲ့ကိမ့်မုတ်ကိုစားရင်လောကကြီးကမတရားဘူးလို့ခံစားခဲ့ရပါတယ်။သူမရဲ့အလုပ်ကိုမထိခိုက်စေဘဲဂျင်ဟီကိုကိုညီနိုင်မဲ့နီလန်းရှာဝေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှသူမကအနိုင်ကျင့်သူစုကန်းကိုရှာလိုက်ပါတယ်။ရှီမင်က စုကန်းကိုစိတ်တန်ရာတစ်ခုခုရှိရင်ဆွေးနွေးနိုင်တယ်လို့ပြောရင်ဂျင်မီဟီကိုထပ်မံအနိုင်မကျင့်မှုအကြံပေးလိုက်ပါတယ်။ဒါပေမဲ့ဒါကိုကြားပြီးတဲ့နောက်စုကန်းကလက်သီးနဲ့ထိုးလိုက်ပြီးသူမမျက်နှာထိကန်နီးမှပဲလက်သီးကိုရပ်တန်းလိုက်ပါတယ်။စုကန်းရဲ့ဒီလိုမျိုးတုံ့ပြန်မှုကြောင့်ရှီမင်းကလည်းထပ်ပြီးမထိန်းထားတော့ပါဘူး။ပညာရေးရုံးကိုအမိမဖော်ထားတဲ့တိုင်စာတစ်စောင်ပေးပို့လိုက်ပါတယ်။ဒါပေမဲ့ဆာရောက်ပြီးတာနဲ့အကြောင်းတစ်ခုလုံးစုပွက်နေတဲ့ပြားအောင်လို့ဖြစ်သွားကဆရာဆရာမတွေကလည်းထိတ်လန့်သွားပါတယ်။ ရှီမင်းကဘာဖြစ်နေလဲလို့တွေးနေတော့မှပဲကားတစ်စီးကကြောင်းထဲကိုအချိန်နဲ့မောင်းဝင်လာပါတယ်။ကာဘော်ကဆင်လာသူကစူကန်ရဲ့အမေပဲဖြစ်ပါတယ်။သူမကရုံငန်းထဲကိုဒေါသတကြီးဝင်လာပြီးတိုင်စာကိုဘသူရေးတာလဲလို့အော်ဟစ်မေးပါတယ်။ကြီးကျက်သူနဲ့ကြောင်းဆရာမကိုတောင်းရိုင်းနေပြီးမေးမြန်းနေခဲ့ပါတယ်။စူကန်ရဲ့အမေကတိုင်ကြားသူကိုရှာမတွေ့မချင်းလက်မလျှော့ဘူးဆိုတာကိုမြင်တော့ရှီမင်းကတခြားသူတွေကိုအရှုပ်ထုတ်မထည့်ကျင်တာကြောင့်ဒူးထောက်ပြီးအရာအားလုံးကိုဝန်ခံလိုက်ပါတယ်။ စုကန်ရဲ့အမေကဘာလို့ဒီလိုလှုပ်တာလဲလို့မေးရင်အလုတ်ကနေထုတ်ခိုင်းလိုက်ပါတယ်။ရှီမင်းကခွန့်လို့ဖို့နှိမ့်ချသွားတောင်းမှယုံမဲ့တက်နိုင်မှာတော့တယ်။ဒီမြင်ကွန်းကိုတကားအပြင်ဘက်မှာရက်နေတဲ့စုကန်ကမြင်လိုက်ပါတယ်။စုကန်ကသူ့ဘေးကချင်းဟီကို နောက်ထပ်အားကိုးတဲ့သူရှာရင်တသက်လုံးနှိမ့်ဆက်မယ်လို့တတိပေးချိန်ချောက်လိုက်ပါတယ်။ဒါပြောပြီးတော့သူကဂျင်မီရဲ့နရွက်ကိုကိုက်လိုက်ပါတယ်။ရှီမင်းရဲ့တောင်းမှန်မှုကဘာအကျိုးသက်ရောက်မှုမှမရှိပါဘူး။ဒါပေမဲ့စုကန်ကအเจ้าအုပ်ကိုဆရာမရှီမင်းကိုအလုံးမဖြုတ်ဖို့ပြောခဲ့ပါတယ်။ ။စူကန်ကဆရာမရှီမင်းကိုနှိပ်စက်ရမှစိတ်ကြေနပ်မှဖြစ်နေလို့ပါပဲ။ရှီမင်းအလုတ်ပြုတ်တော့မယ်လို့ထင်နေတော့မှပဲ။ကျောင်းအုပ်ကအလုတ်မထုတ်ဘူးလို့ပြောလိုက်ပါတယ်။အရင်နေ့ညနေမှာရှီမင်းစတိုးဆိုင်မှာထားနေတော့စူကန်ရောက်လာပြီးညစ်ပတ်တဲ့စကားတွေနဲ့အဆက်မပြတ်စားနောက်နေပါတယ်။သူကရှီမင်းကိုပွေ့ဖွဲ့ပြီးသပင်းတွေကိုပွတ်တတ်ပါတယ်။ဒီပြင်သူ့နောက်လိုက်တွေကပါသူမသူ့ပေါင်ပေါ်ထိုင်နေတဲ့ပုံတွေကိုအဆက်မပြတ်ရိုက်နေကြပါတယ်။မထွက်ခွာခဲ့မှမကြည်မနှက်မဖြစ်နဲ့မင်းကိုဒုတိယအခွင့်အရေးမပေးဘူးလို့သူမကိုချိန်ချောက်လိုက်ပါတယ်။ ရှီမင်းကအလုံးမပြုတ်ဖို့အတွက်ဒေါသကိုမျိုးသိပ်ပြီးပြန်ခဲ့လိုက်ပါတယ်။စတိုးဆိုင်ကနေပြန်လာမှလူတယောက်ကသူမကိုဝန်တိုက်ပါတယ်။ထိုလူကတောင်းပန်ခြင်းမရှိဘဲရှီမင်းကိုပြစ်တင်ဆဲဆိုချိန်မောင်းရင်ပိုင်းရိုက်လိုက်ပါတယ်။ပြောရင်ပြောရင်သူမရဲ့ခေါင်းကိုစက်တိုက်ရိုက်နေနေပါတယ်။ဒီချိန်မှာပဲရှီမင်းရဲ့တိုက်ခိုက်လူစိတ်တွေအပြည့်အဝပေါ်ပေါက်လာပါတယ်။ရှီမင်းကခြေထောက်ကိုမြင့်တင်လိုက်ပြီးထိုလူရဲ့မျက်နှာကိုတိုက်တဲ့ကန်လိုက်ရာတတိလက်သွားပါတော့တယ်။ ပြီးတော့သူမရဲ့လက်စားချေမှုအစီအစဉ်ကိုစတင်လိုက်ပါတယ်။ဒါကြောင့်သူမအိမ်ပြန်ပြီးကြောင်မြန်တဲ့ဖုံးတစ်ခုကိုရှာကစူကန်းကိုလိုက်ရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘတ်စကက်ဘောကောင်းမှသူတို့ကိုရှာတွေ့ခဲ့တယ်။ဒီချိန်မှာစူကန်းဟာကွန်းထဲမှာလူငယ်တစုနဲ့ပြိပက္ခဖြစ်ခင်ဖြစ်နေခဲ့ပါတယ်။သူတို့စကားများပြီးရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒါကရှီမင်းအတွက်အခွင့်အရေးတစ်ခုပါပဲ။ရှီမင်းကမျက်နှာဖုံးကိုလှင်မြန်စွာဝတ်ဆင်ပြီးပြေးတက်သွားကစူကန်းကိုလွန့်ဆန်သွားအောင်ကန်လိုက်ပါတယ်။ရှီမင်းအရန်တကြွလန်းဆန်းနေတယ်လို့ခံစားရပါတယ်။ စုကန်အန်အောတင်နေရင်မင်းဘသူလဲလို့မေးခဲ့ပါတယ်။ရှီမင်းကမြောင်ဆိုတဲ့အတန်နဲ့ပြန်ဖြေလိုက်ရင်နောက်ဆက်တွဲပြင်းထန်တဲ့လက်သီးတစ်ချက်ပြီးတော့တစ်ချက်။စုကန်ကလင်းမြစွာအရိုက်ခံလိုက်ရပြီးပြိုင်ဘက်ကသူ့ကိုစိန်ခေါ်နေတာကိုမြင်လိုက်ရပါတယ်။သူကဒေါသနဲ့ရှေ့ကိုပြည့်တက်သွားပါတယ်။ဒါပေမဲ့လက်ဝဲချန်ပီယံရဲ့လှုပ်ရှားမှုအနေငယ်နဲ့ပဲသူ့မိဘောလဲကျသွားပါတယ်။စုကန်ကဒီလိုမျိုးမခံရဘူးလို့ရှက်သွားပါတယ်။အထူးသဖြင့်သူ့နောက်လိုက်အများပြားရှိမှဒီလိုဖြစ်သွားတာအရန်ဒေါသထွက်နေခဲ့ပါတယ်။ စုကန်ကပြိုင်ဘက်ရဲ့မျက်နှာဖုံးကိုဆုပ်ဖြဲပြီးဘသူလဲဆိုတာကိုကြည့်ဖို့ကြိုးစားခဲ့ပါတယ်။သို့တော်လည်းရှီမင်ကသူ့ကိုအခွင့်အရေးမပေးခဲ့ပါဘူး။သူမကစုကန်ခုနကကန်ထက်လိုက်တဲ့ခြေထောက်ကိုဖမ်းဆွဲပြီးသူ့ခြေထောက်ကိုချိုးပစ်ဖို့ပြင်ဆင်ကတေစင်နိုင်နဲ့လှဲ့ချတဲ့အကွက်ကိုအသုံးပြုလိုက်ပါတယ်။စုကန်အယံနာကြုံလင်းလို့ရုန်းကန်ပါတယ်။သူကတတ်ချင်တဲ့အကြည့်နဲ့လက်တွေကိုစုပ်ကင်ထားတယ်။နှစ်ယောက်စလုံးလက်သီးတစ်ချက်စီခံစားလိုက်ရတယ်။ရှီမင်ကတော့မထိခဲ့ပါဘူး။သူကတော့ပါဇက်မှာသွေးတွေအပြည့်ထွက်နေပါတယ်။ ဒီချိန်မှာပဲအဝေးကနေရေကားအော်အော်တန်မြည်လာပါတယ်။ရှီမင်ကသူမရဲ့ပုံသဏ္ဍာန်အစစ်ပေါ်သွားမှာကိုကြောက်လို့ကြာကြာမနေရဲပါဘူး။စူဂန်ကလည်းအဖမ်းခံရမှကြောက်လို့ပြေယုံမဲ့တက်နိုင်မှာတော့တယ်။အဲ့ဒီစိတ်ကြိမ်နဲ့ဆရာတိုက်ပွဲပြီးမှရှီမင်ဟာမြေပြင်ပေါ်လဲလျောင်းရင်းမျက်နှာဖုံးကိုချွတ်ကအာရပါရရင်မောနေခဲ့ပါတယ်။ကျောင်းသားတူဦးကအဝေးကနေပုံကွယ်ပြီးစောင့်ကြည့်နေခဲ့တယ်ဆိုတာသူမမသိလိုက်ပါဘူး။သူကရှီမင်ရဲ့အတန်းတွေကကျောင်းသားတူဦးဖြစ်ပြီးစူဂန်ရဲ့အနိုင်ကျင့်တာကိုခံခဲ့ရဘူးပါတဲ့။ အခုတော့ရှီမင်းကို လေးစားမှုအပြည့်နဲ့ကြည့်နေပါတယ်။နောက်တစ်နေ့မှာတော့စူကန်အထုခံရတဲ့တရင်ကအကြောင်းတစ်ကြောင်းလုံးပြန့်နှံ့သွားခဲ့တယ်။ចောင်းသားတွေအားလုံးကအယံပျော်ရွှင်နေကြပါတယ်။ဆရာဆရာမတွေကလည်းဒါကိုပြောဆိုကြပြီးတချို့ကဖလောင်ပြောင်တဲ့အနေနဲ့ဇပွဲကုံပေါ်မှာចောင်းမြန်တဲ့ဖုံးပုံကိုဆွဲထားပါတယ်။ဒါကိုမြင်တော့စူကန်ဒေါသထွက်သွားပြီးခုံကိုကင်ပေါက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအတားမိုင်ဆရာမလည်းဝင်လာပါတယ်အတားမိုင်ကဒီလိုတင်းငယ်တဲ့ကိစ္စတွေအတွက်ဒေါသထွက်စရာမလိုဘူးလို့ပြောပြီးစီကန်းတွေလိုက်နာဖို့စူကန်းကိုပြောဆိုဆူလိုက်ပါတယ် ါကဒေါသထွက်နေတဲ့စူကန်ကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အတန်းမိုင်ဆရာမကသူ့ကိုစူတာဒါပထမဦးဆုံးချိန်ဖြစ်နေလို့ပါ။ရှုံးနေသားတဲ့အတွက်လူတိုင်းကသူ့ကိုလှောင်ပြောင်နေကြပြီဆိုတာကိုနားလည်သွားပါတယ်။ဒါကြောင့်ပဲထပ်ပြီးပြဿနာရှာနေတဲ့နောက်လိုက်တွေနဲ့အတူအတန်းတွေကနေထွက်သွားသွားခဲ့ပါတယ်။ဒေါသနဲ့စူကန်ဟာကားကိုလှင်မြန်စွာလမ်းပေါ်မှာမောင်းနေခဲ့ပါတယ်။သူဘေးကနောက်လိုက်တွေကမတော်တဆမှုနဲ့ဒီမှာကိုကြောက်လို့စူကန်ကိုစိုးသွင်းတဲ့အစီအစဉ်တစ်ခုကိုပြောခဲ့ကြပါတယ် အဲ့ဒါကတော့ဂျင်ဟီကိုခေါ်ပြီးနှိပ်စက်ဖို့ပါပဲဒီလိုဒေါသဖြစ်ပြောက်တာကဒီထက်ပိုပြီးပြောစရာကောင်းကြောင်ပြောပြလိုက်ကြပါတယ်ကင်မရာမြင်ကွင်းမှာပြောင်းသွားတဲ့အခါဂျင်ဟီကအဝတ်အစားတွေအားလုံးကိုချွတ်ထားခံရပြီးခေါင်းကိုပလတ်စတစ်အိတ်နဲ့အုပ်ကသူ့ခန္ဓာကိုယ်ပေါ်မှာညဉ့်ညမ်းတဲ့စကလုံးတွေကိုရေးချစ်ထားပါတယ်စူကန်ကသူ့ကိုကြက်ကြော်ဆိုင်ကို9မိနစ်အတွင်း1ကီလိုမီတာအကွာအဝေးကိုသွားပြီးအစားအသောက်ဝယ်ခိုင်းခဲ့ပါတယ်အဲ့ဒီအချိန်ကအပူချိန်၃ညအောင်လေးပါရှိနေပါတယ်ဂျင်ဟီကအဝတ်မပါပဲကြက်ကြော်ဆိုင်ကိုပြေးရပါတယ် တုံဆိုင်နဲ့မရှိပဲစူကန်ပြောလိုက်တဲ့အတိုင်းအစားအပေါက်ကိုလှင်မြန်စွာမှာယူလိုက်တယ်။ပိုင်ရှင်ကသူ့ရဲ့ပုံမှန်သဏ္ဍာန်ကိုမြင်တော့တနာမိတဲ့စိတ်မထိန်ချုံနိုင်ခဲ့ပါဘူး။ရှီမင်ဟာတိုက်ခိုက်တာကိုချောင်းကျင်နေခဲ့တဲ့ចောင်းသားကအဲ့ဒီကြက်ကြော်ဆိုင်မှာအချိန်ပိုင်းဝင်တန်းပါ။အဲ့ဒီចောင်းသားကသူ့ရဲ့ဆိုင်ကယ်ကိုအမြန်လုံးနဲ့ရှီမင်းစီကိုတွားပြီးပြင်ဟီထပ်ပြီးအနိုင်ကျင့်ခံနေရအကြောင်းကိုပြောပြပါတယ်။ပြီးတော့သူမကိုဂျက်ကက်ဝတ်ပေးလိုက်ရင်လွန်ခဲ့တဲ့ရက်ကမျက်နှာဖုံးဝတ်ပြီးစူကန်ကိုတိုက်ခိုက်ခဲ့တာဆင်ယာမဆိုတာကိုသိကြောင်း အဲ့ဒီသတင်းကိုဖြန့်ခဲတဲ့သူကသူဖြစ်ကြောင်းဆရာမဂျက်ကက်မဝတ်ရင်တခြားသူတွေကဆရာမကိုမှတ်မိသွားနိုင်ကြောင်းပြောလိုက်ပါတယ်ဒီချိန်ထဲမှာပဲစုကန်ကဂျင်ဟီကိုအနိုင်ကျင့်နေတဲ့ဗီဒီယိုကိုအင်တာနက်ပေါ်တင်မှုပြင်ဆင်နေပါတယ်သူဘေးကနောက်လိုက်ကအပေါ်ယံမှာတော့စုကန်ကိုပြုံးပြနေပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့စုကန်ဟာယူနေပြီလို့ထင်နေကြပါတယ်သူ့နောက်လိုက်တွေဟာသူ့ရဲ့အာနာကိုကြောက်ရွံ့တဲ့အတွက်ကြောင့်သာသူ့ဘေးမှာရှိနေကြတာပါသူ့ရဲ့လုံရဲတွေကလူတိုင်းကသူ့ကိုမုန်းတီးတဲ့အဆင့်ကိုရောက်နေတာကြာပါပြီ နောက်ပိုင်းရှီမင်းကညနေဖုန်းဝပြီးရောက်လာတဲ့အခါနှစ်ယောက်သားတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ဒီတကာစုကဒေါသနဲ့ပို့ပြီးတော့မြန်မြန်ဆန်ဆန်တိုက်ခိုက်ခဲ့တယ်။စီကန်နဲ့ရှီမင်းကတရေကျနေခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲပြင်းဟီကကြက်ကြောကိုဝယ်ပြီးအဲ့ဒီမှာကြောင်အပ်ပြီးတော့ရက်နေခဲ့ပါတယ်။သူပြန်သွားတဲ့အခါပို့ပြီးရက်ဆွက်စာအနိုင်ကျင့်ခံနေရမှာကိုသူကြောက်နေခဲ့တာပါ။မိဖို့ကြောင်ကဓာတ်ဝင်တော့သူရဲရဲနဲ့အရာတခုကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်အရိုက်ခံရတော့မယ်ဆိုရင်သူအသေးခံပြီးတော့ခုခံကျင်ခဲ့တာပါလက်တစ်ဖက်မှာချက်ကြိုးကင်ထားပြီးနောက်တစ်ဖက်မှာတော့ဓာတ်ချောင်းကိုကင်ကပြန်ပြေးလာခဲ့ပါတယ်သူပြန်ရောက်လာတဲ့အခါစုကန်ဟာရှီမင်းနဲ့တိုက်ခိုက်နေရတာကြောင့်မောပန်းနေပါတယ်ဂျင်မီကိုဓာတ်နဲ့ထိုးခွန်ပေးလိုက်တယ်လို့မျိုးဖြစ်နေခဲ့တာပါတူတော်လဲဒါကစုကန်ကိုထိုးမိကန်ဒီအချိန်မှာပဲရှီမင်းကရုတ်တရက်ဝင်ရောက်ဓာတ်စီလိုက်ပါတယ်သူမရဲ့လက်ကိုဓာတ်နဲ့မတော်တဆထိုးမိခဲ့ပါတယ် သူမကစူကံကိုကယ်ဖို့မဟုတ်ပဲဂျင်မီကိုကယ်ဖို့ပါ။ဘာလို့လဲဆိုတော့ဒီသားကတကယ်ကိုစူကံကိုထိုးမိသွားရင်ဂျင်မီရဲ့ဘဝကလုံးဝပျက်စီးသွားမှာတေးကြပါရဲ့။သူမဂျင်မီရဲ့ဘဝပျက်စီးသွားတာကိုမလိုချင်ခဲ့ပါဘူး။ဒါပေမဲ့စူကံကအဲ့ဒီအကြောင်းကိုလုံးဝမစဉ်းစားခဲ့မိပါဘူး။စူကံတွေးနေတာကအကြောင်းမြန်တဲ့ဖုံးတဲ့လူကသူ့ကိုတိုက်ခိုက်ခဲ့ပြီးမှဘာလို့ကယ်ခဲ့တာလဲလို့အံ့ဩနေတာပါ။ဒါကြောင့်အကြောင်းမြန်တဲ့ဖုံးတဲ့လူကဘသူလဲဆိုတာပို့ပြီးသိချင်တာပါ။ ဒီလူဟာចောင်းတဲ့ကចောင်းသားတယောက်ဖြစ်ရမယ်လို့ तू ထင်ခဲ့ပါတယ်ဒါကြောင့် तू ကသူ့နောက်လိုက်တွေနဲ့အားလုံးကိုចောင်းတဲ့ကចောင်းသားတွေအားလုံးကိုရှာဖွေခိုင်းခဲ့ပါတယ်မျက်နာမှာပွန့်ပဲ့တန်ရာသို့မဟုတ်လက်ဖမိုးမှာဓာတ်တန်ရာရှိတဲ့သူတိုင်းဟာမျက်နှာဖုံးဆွထားတဲ့လူဖြစ်ရမယ်ဒါပေမဲ့ចောင်းသားအများအပြားကမချိန်နှက်ခဲ့ကြပါဘူးចောင်းသူတူကသူတို့ကိုယင်ဆိုင်ခဲ့ပါတယ်မင်းတို့အရန်အရှက်ရလို့ဒီလိုလုပ်နေကြတာလားပါလို့တချောင်းလုံးပြောင်းဆိုင်အောင်လုပ်နေရတာလေဒီလိုဆက်ပြီးမင်းမဲစရိုက်စံနေရင်ငါရဲကိုဖုံးဆက်တော့မှာလို့អော်ပြောလိုက်ပါတယ ဒီစကားကစုကန့်ကိုပုံပြီးဒေါသထွက်စေခဲ့ပါတယ်။စုကန့်ကအဲ့ဒီចောင်းသူရဲ့သပင်ကိုဆွဲပြီးចောင်းတစ်ခုလုံးရဲ့ရှိမှဆွဲခေါ်သွားခဲ့ပါတယ်။ចောင်းရုပ်မြန်တဲ့ဖုံးနဲ့កောင်းမပေါ်လာရင်သူ့မကိုတတ်ပြစ်မယ်လို့တចောင်းလုံးចောင်းအောင်ပေါ်ပြောခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဆရာဆရာမရုံးကန်းမှာတော့အတန်းမိုင်ဆရာမကရှီမင်းကိုသူ့မဟာရဲ့အနှဲငယ်အတွက်မှာပဲယာယီဝင်နှန်းကနေအမြဲတမ်းဝင်နှန်းအဖြစ်ခန့်ထားတော့မှဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရှီမင်းအတွက်တော့ဒါဟာသတင်းကောင်းပါပဲ။ ရှိမင်းစင်းချန်လမ်းမှာလမ်းလျှောက်နေတော့ចောင်းသားတဦးဟာလျှက်စစ်စကူရာကိုစီးနေခဲ့ပါတယ်။ဒါပေမဲ့ brake ဘလို့အုပ်ရမှန်းမသိတဲ့အတွက်ရှီမင်းစီတက်တက်တိုင်းမိတော့မလို့ဖြစ်ခဲ့တယ်။ရှီမင်းကအလို့လျောက်ရှောင်းတင်းလိုက်ပြီးဒီလိုတွက်လွက်စာရှောင်းတင်းလိုက်တာကိုစူကန်ကမြင်လိုက်ပါတယ်။သူ့ကိုတိုက်ခိုက်ခဲ့တဲ့ចောင်းမြန်တဲ့ဖုံးတဲ့လူကရှီမင်းဖြစ်မယ်လို့ခန့်မှန်းမိသွားပါတယ်။ရှီမင်းကဓာတ်ထိုင်ရာရှိတဲ့လက်မောင်းကိုကင်လိုက်တာကြောင့်စူကန်ရဲ့ခန့်မှန်းချက်ကပို့ပြီးတော့အတူပြုတ်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါကြောင့် ရှီမင်သွားနေတဲ့စာကြည့်လိုက်စီကိုစူကန်ကနောက်ကနေလိုက်သွားခဲ့ပါတယ်။ရှီမင်က"သူမအမြဲတမ်းဝန်ထမ်းဖြစ်တော့မယ်"ဆိုတဲ့သတင်းကောင်းကိုဖခင်ကိုဖုန်းနဲ့ပြောခဲ့ပါတယ်။ပြီးတော့သူမလှည့်ကြည့်လိုက်တဲ့အခါစူကန်ကဇပွဲကိုသူမကိုဖိချလိုက်ပါတယ်။ဒါတိုင်ရရထားတဲ့သူမရဲ့လက်တစ်ဖက်ကိုချုပ်ကင်လိုက်ပါတယ်။အနေအောင်ပလတ်စတစ်အိတ်တစ်ခုကိုပြီးသူမရဲ့ခေါင်းကိုဖုံးအောင်လိုက်ပါတယ်။သူမအသက်ရှူရတာခက်ခဲသွားပါတယ်။ပြီးမှစူကန်ကရှီမင်ကိုသူနဲ့အတူလက်ဝဲဘွယ်မှာပါဝင်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။ တိုင်ဘက်မှာဝင်မပိုင်ဂျင်မီကသူ့ကိုဓာတ်နဲ့ထိုးခဲ့တဲ့ဗီဒီယိုဖိုင်ကိုတကြောင်လုံးကိုပြမယ်လို့ပြောလိုက်ပါတယ်။ရှီမန်ကသဘောမတူချင်းခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမတိုက်ခိုက်တာနဲ့တပြိုင်တည်းသူမရဲ့ပြုံးမှုမှတ်တမ်းကပေါ်သွားရုံသာမကအမေရန်ဝန်ထမ်းဖြစ်မဲ့အခွင့်အရေးလေးလုံးဝဆုံးရှုံးသွားမှာသိကြပါတယ်။နောက်တနေ့ရှီမန်အတန်းထဲဝင်ပြီးစာတင်ပေမဲ့ဂျင်မီအကြောင်းကိုလာတာမတွေ့ရပါဘူး။သူမစိုးရင်စိမ့်နဲ့ဂျင်ဟီရဲ့အိမ်ကိုသွားလိုက်တဲ့အခါဂျင်ဟီကခေါင်မိုးပေါ်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ ကြောင်မြန်တဲ့ဖုံးတဲ့လူကိုထိခိုက်အောင်လှုပ်ခဲမိတာကိုသူ့ကိုယ်သူအရန်အပြစ်တင်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲစုကန်ရဲ့နှိပ်စက်မှုကြောင့်သူစိတ်တက်တယ်အရန်ကြနေခဲ့ပါတယ်။ဂျင်ဟီကအခုအရန်စိတ်ပြည့်စေခဲ့တဲ့ကဘာကြီးကိုနှုတ်ဆက်ချင်နေပြီးကိုကိုကိုတတ်တည်ရန်အတွက်တိုက်ပေါ်ကခုန်ချဖို့ပြင်ဆင်နေပါတယ်။ဒါဝန်မြင့်တော်ရှီမင်ကအဲ့လိုမျိုးမလုပ်ဖို့သူသားတစ်ခုခုဖြစ်သွားရင်သူ့အဖွားဘလို့ရှင်သန်နေထိုင်မလဲ။သူမားနဲ့အတူမကောင်းတဲ့လူတွေကိုအတူတူရင်ဆိုင်ဖို့ပြောလိုက်ပါတယ်။ပြီးတော့အဲ့ဒီအနိုင်ကျင့်သူတွေကိုသူမဆုံးမတော့မှလို့ပြောလိုက်ပါတယ်။ လက်ဝေဘဲနေမှာကြောင်းလာတက်ဖို့ဂျင်မီကိုထပ်ပြောလိုက်ပါတယ်လက်ဝေဘဲနေမှာတော့ကြောင်မြန်တဲ့ဖုံးတဲ့လူကမကောင်းမှုကိုအပြစ်ပေးပြီးအားနေသူကိုကာကွယ်တယ်လို့ကြားကြတဲ့အတွက်လေးစားတဲ့ကြောင်းသူကြောင်းသားတွေကအားလုံးကကြောင်မြန်တဲ့ဖုံးတွေဝတ်ဆင်ကြပါတယ်သူတို့အားလုံးကအနိုင်ကျင့်သူစူကန်လဲကြသွားတဲ့မြင်ကွင်းကိုမြင်ကျင်နေကြပါတယ်ဂျင်ဟင်းကလည်းပွဲမဆခင်မှာကြောင်းကိုရောက်လာခဲ့ပါတယ်ဒါဝင်မြင်တော့ကြောင်းမြန်တဲ့ဖုံးတဲ့လူကသူ့ကိုလာဖက်လိုက်ပါတယ်ဒီအချိန်မှာပဲ ကြောင်မြန်တဲ့ဖုံးတဲ့လူဟာသူ့ကိုအမြဲတမ်းကူညီပေးနေခဲ့တဲ့ဆရာမရှိမီဖြစ်တယ်ဆိုတာကိုဂျင်းနားလည်သွားခဲ့ပါတယ်။အချိန်ထဲမှာပဲစုကန်ဟာလက်ဝိတ်စင်ပေါ်မှာစောင့်နေပါတယ်။ဒီအဆုံးအဖြတ်တိုက်ပွဲကြောင့်စုကန်ဟာလက်ဝိတ်နေပြတဦးစီကတင်ယူခဲ့ပြီးနေတိုင်းအပြင်းထန်လေ့ကျင့်ခဲ့ပါတယ်။သူ့ရဲ့စူးစမ်းမှုတွေကအမှန်တကယ်ပဲအကျိုးတရားမှုရှိခဲ့ပါတယ်။သူကအသာစီးယူထားတယ်။ဒီပြင် ရှင်မင်းရဲ့လက်မောင်းကလည်းဒဏ်ရာရထားတဲ့အတွက်သူမှအကြိမ်ကြိမ်တိုက်ခိုက်ခံရပါတယ်။ သူမရဲ့အုတ်ထုပ်ကိုစူကန်ကဆွဲဖြုတ်လိုက်ပါတယ်။သူမရဲ့သပင်းရှိတွေကျသွားတဲ့အခါမှာကြောင်မြန်နှဖုံးတဲ့လူဟာမိန်ကလေးတယောက်ဖြစ်တယ်ဆိုတာကိုအားလုံးကသိသွားကြပါတယ်။ဒါကြောင့်သူမရဲ့ခွန်အားနဲ့တိုက်ခိုက်မှုစွမ်းရည်ကိုတန်တရားဝင်လာကြပြီးသူမကိုစိုးရိမ်ကြပါတယ်။စူကန်ဟာအသာစီးကိုဖိအားပေးမယ်ဆိုတဲ့အတွေ့နဲ့ရှီမင်းကိုဆက်လက်အယူအမူတိုက်ခိုက်နေကြပါတယ်။ ဒါပေမဲ့သူကရှင်မင်းဟာ professional လက်ဝဲသမားတယောက်ဆိုတာမေ့နေခဲ့ပါတယ်။သူမကစူကျန်းရဲ့ဟာွက်ကိုအခွင့်ကောင်းယူပြီးချက်ချင်းသူ့ချက်တော့ကိုဆွဲကင်ကမြေပြင်ပေါ်ပစ်ချလိုက်ပါတယ်။ပြီးမှရှင်မင်းကခလင်မြန်စွာပြန်ထစူကန်းရဲ့မျက်နှာကိုတက်တက်ခုန်ကန်လိုက်ပါတယ်။ ပြီးတော့လှဲ့ကံမှုနဲ့အတူစုကန်းကိုဒုတိယကြိမ်အထိနာစေခဲ့ပါတယ်။မမျော်လင့်မဲ့ဒီကံချက်ကိုခံလိုက်ရတဲ့စုကန်းကပြန်ထနိုင်ခဲ့ပါတယ်။ဒါကလည်းရှင်မင်းရဲ့တိုက်ခိုက်လို့စိတ်ကိုပို့ပြီးတော့မီးထိုးပေးလိုက်တာပါ။အခြေအနေတွေကဒီလိုဖြစ်လာတော့သူမှဟန်ဆောင်နေဖို့မလိုတော့ဘူးလို့စဉ်းစားလိုက်ပြီးမျက်နှာဖုံးကိုချွတ်လိုက်တဲ့အချိန်မှာဆရာဆရာမတွေနဲ့ကျောင်းသားတွေအားလုံးအံ့ဩတင့်သွားကြပါတယ်။သူတို့နေ့စဉ်တည်ကျွနေတဲ့ချစ်စရာကောင်းပြီးချူတာတဲ့ကျောင်းဆရာမလေးကဒီလိုပြင်းထန်တဲ့ပက်တစ်ခုရှိနေလေဆိုတာကိုသူတို့မယုံနိုင်ခဲ့ကြပါဘူး။ ဒါကြောင့်ဒီနေရာမှာရှိနေတဲ့လူတိုင်းကရှင်မင်းကိုအားပေးစာပြုလာကြပါတယ်။စုခံရဲ့နောက်လိုက်တွေကတော့ရှင်မင်းရဲ့နာမည်ကိုအော်ခေါ်ပြီးအားပေးကြပါတယ်။အဲဒီချိန်ကစပြီးသူတို့နှစ်ဦးရဲ့အဆုံးဖြတ်တိုက်ပွဲဟာလုံးဝတစ်ဖက်သက်ရိုင်းနှက်မှုအဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ်။သူမကပြေးတက်လာပြီးစုခံရဲ့ခေါင်းကိုစက်တိုက်ထိုးနှက်ခဲ့ပါတယ်။ပြီးမှသူ့ကိုတောင်းပိတ်လိုက်တယ်။ဒီမြင်ကွန်းကအောက်ကကျောင်းသားတွေနဲ့ဆရာဆရာမတွေအားလုံးကိုစိတ်လှုပ်ရှားစွာအားပေးစေခဲ့တယ်။စုခံကသူ့ရှင်မင်းကိုပြေးဝင်တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့သူမအလွယ်တကူရှောင်းတိန်ပြီးသူ့ကိုလက်သီးနဲ့ထိုးချလိုက်တယ်။ ကျောင်းအောင်ကြီးအချိန်မီရောက်လာပြီးသူမကိုဆက်မလုပ်ဘူးတားဆီးခဲ့တယ်။ဒါပေမဲ့လူသားရဲ့ရှေ့မှာအရှက်ခွဲခံနေရတဲ့စူဟန်ကကျောင်းအောင်ကိုမောင်းထုတ်ပြီးရှီမင်းကိုထတ်ပြီးတိုက်ခိုက်ခဲ့တယ်။သူတိုက်ခိုက်နေတယ်လို့ပြောပေမဲ့ဝိုင်းရင်လက်ဝဲချန်ပီယံအတွက်တော့သူကလက်ဝဲအိတ်တစ်ခုနဲ့မချားနာပါဘူး။သူမရဲ့ကန်ချက်တွေကလှပရုံသာမကအားလဲပြင်းထန်ပါတယ်။ဒါပေမဲ့စူဟန်ရဲ့လက်သီးတစ်ချက်ကြောင့်တောင်းတစ်ခုစီရောက်သွားခဲ့ပါတယ်။ဒီအချိန်မှာပဲသူမခန္ဓာကိုယ်တပတ်လဲပြီးစူကန်းရဲ့မျက်နှာကိုကန်လိုက်ပါတယ်။ အဆုံးသတ်လှုပ်ရှားမှုနဲ့အတူသူမှပြန်တမ်းပြီးလှပတဲ့ကံချက်နဲ့သူ့ကိုလဝိစင်ဘောကနေလွန့်ထွက်သွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့စူကန်ဟာဂျင်မီရဲ့ရှေ့မှာဒူးထောက်ခဲ့ရပါတယ်။ရှီမင်ကသူ့ရဲ့သဘင်ကိုဆွဲကင်ပြီးဂျင်မီကိုတောင်းပန်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါ။ဒါပေမဲ့စူကန်ကမာနကြီးပြီးညှဉ်းဆန်ခဲ့ပါတယ်။ဂျင်ဟီကသူ့ရဲ့တောင်းပန်မှုကိုမလိုအပ်တော့ပါဘူး။ဘာလို့လဲဆိုတော့လူတိုင်းရဲ့ရှေ့မှာစူကန်ရှုံးနိမ့်ခဲ့တာကသူ့ကိုတတ်လိုက်တာနဲ့ဘာမှမချားနာပါဘူး။လှည့်ပြီးထွက်သွားတာကသူ့ကိုလက်စားချေဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီလိုမြင်တော့စုကန်းဟာဒေါသတကြီးဖြစ်သွားပါတယ်။ဂျင်မီကိုဒုံးနဲ့ရိုက်ဖို့လှုပ်ခဲ့တယ်။ဒါပေမဲ့ရှင်ကြီးကသူ့တတိလက်သွောင်းအောင်ခြေထောင်းနဲ့ကန်ပေါက်လိုက်ပါတယ်။အဆုံးသတ်မှာတော့ရှင်မင်းကဂျင်ဟီကိုခေါ်ပြီးရဲစခန်းကိုရာဇဝမှုတိုင်ကြားစေခဲ့ပါတယ်။စုကန်းရဲ့နောက်လိုက်ဟောင်းမိန်းကလေးကလည်းသူ့ရဲ့ရာဇဝမှုမြောက်တဲ့အပြုတ်မှုမှတ်တမ်းဗီဒီယိုအားလုံးကိုလွှင့်ပြောင်းပေးခဲ့ပါတယ်။တပ်သေးတွေကိုလူသိရှင်ကြားပြသလိုက်တာနဲ့ချက်ချင်းပဲလူအဖွဲ့အစည်းမှာကြေပြန့်တဲ့အာယုံဆိုင်မှုကိုဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့လူရုရဲ့ဖိအားအောက်မှာစုကန်ရဲ့မိသားစုနောက်ခံဘလောက်ခိုင်းပါပါစေစုကန်ဟာလူငယ်ပြုဝင်ရေးအကြောင်းကိုပို့ဆောင်ခံခဲ့ရပါတယ်။ရှီမင်ကအကြောင်းကနေအလုံးထွက်ပြီးနောက်ထပ်အကြောင်းအစ်စ်တစ်ခုမှပဲအလုံးလျှောက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီအဖြစ်အပျက်ကနေကတဆင့်သူမတီးလိုက်ရတာကအကြောင်းတွင်အကြက်ဖက်မှုကိုတိုက်ဖြတ်ဖို့လမ်းကအရှိကြီးရှိနေပါသေးတယ်ဆိုတာတီးလိုက်လို့ပါပဲ။ဒီနေ့ရဲ့ဇာလန်းကတော့ဒီမှာပဲအဆုံးသတ်ပါတယ်။ရုပ်ရှင်ရဲ့ပတ်သက်တဲ့တင့်တဲ့အမြင်တွေ အောက်မှာမှတ်ချက်မှာထားခဲ့ပေးလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညခင်းလေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကို like subscribe နဲ့အသစ်တင်နိုင်သိရှိစေဖို့ဘေးအခောင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့အောင်တော့။